ချစ်သူတက်တန်း73နှစ်အကြာမှာပဲဆွေမျိုးမိဘတွေနဲ့မိသားစုဝင်တွေပဲအချင်းချင်းပြီးတော့ဆွေချွေးမင်္ဂလာပွဲလေးပြုလုပ်ခဲ့ကြတယ်တရုတ်ဆောင်ကောင်းပြည့်နဲ့တန်နာဘူမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်ကောင်းပြည့်နဲ့တန်နာဘူတို့ဆောင်တွဲလေးကတော့ချစ်သူဖြစ်လာခဲ့တာဆိုရင်73နှစ်ကျော်တက်တန်းရှိနေပြီလေဖြစ်ပါတယ်နှစ်ယောက်သားကတော့အကြောင်းမျိုးမျိုးကြောင့်လက်ထပ်ဖို့ကြံ့ကြာနေခဲ့ပေမယ့်တစ္ဆာမဖောက်ဖြစ်ဖြစ်နားနေမှုရှိတာတခုနဲ့တည်းနဲ့အားကျစရာကောင်းနေပါပြီ တယောက်နဲ့တယောက်သစ္စာရှိပြီးတော့ချစ်သူတက်တန်း73နှစ်နှီးပါဖြတ်တန်းလာပြီးတဲ့နောက်မှာတော့ပြည်သက်တွေဆောင်မြုံနေတဲ့အတိုင်းတယောက်ဆောင်ကောင်းကြီးနဲ့တန်နာဘိုးတို့နှစ်ဦးကတော့မိသားစုဝင်တွေနဲ့ယင်းဤသူတွေနဲ့ပဲမင်္ဂလာဆုံးချွေးပွဲလေးကိုပြုလုပ်ပြီးတော့လက်ထပ်ပြီးစီးသွားခဲ့ပြီးလဲဖြစ်ပါတယ်မြမအမျိုးသမီးတိုင်းကကြီးမားတဲ့လက်ထပ်မင်္ဂလာပွဲဆိုတာထက်လူကြီးမိဘဆုံလင်းစွာနဲ့တမိုးထားတောင်းရန်ခံရတဲ့မင်္ဂလာပွဲကိုလိုချင်ကြတာပါလိုက်ဖက်ညီလွန်းလှပြီးတော့ မိဘတွေကလည်းတိုက်တွန်းနေသလိုပြည်သက်တွေကလည်းသဘောတူနေကြတဲ့အတွက်ပြီးခဲ့တဲ့ရက်ပိုင်းကတော့ကောင်းပြင်းတဲ့တန်နာဘိုးတို့မင်္ဂလာပွဲလေးကိုအိမ်မာတွေမဲအချင်းချုံပြီးတော့ကျင်းပခဲ့ကြပါတယ်။တကယ်ဆိုရင်တော့မိဘတွေစီကိုတောင်းရတဲ့အချိန်ကနေစတင်ပြီးမင်္ဂလာပွဲကိုလည်းခန္ဓာကြီးကျယ်စွာနဲ့ကျင်းပရမှာလည်းဖြစ်ပါတယ်။အခုကတော့သူတို့နှစ်ယောက်ရဲ့ဆွေမျိုးမိဘတွေနဲ့မိသားစုဝင်တွေပဲအချင်းချုံပြီးတော့ဆွန်ကျွေးမင်္ဂလာပွဲလေးကိုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ လိုပဲဖြစ်ဖြစ်လက်ရှိမှာတော့တရားဝင်လက်ထပ်လိုက်ပြီးပဲဖြစ်ပါတယ်။နှစ်ယောက်သားကလက်ထပ်တင်လာလဲကြာခဲ့ပြီဖြစ်တာကြောင့်ပြည်သက်တွေကလည်းသဘောတူဝမ်းသာနေကြပါတယ်။မင်္ဂလာပွဲကိုတော့အရန်ကြီးကြီးကျယ်စွာနဲ့လက်ထပ်ပြီးတော့လုပ်ဖို့အတွက်စိတ်ကူးမရှိဘူးလို့ဆိုပါတယ်။လက်ရှိမှာတော့ pre-wedding ဓာတ်ပုံလေးတွေကိုရိုက်ကူးနေပြီးတော့အင်မတန်လိုက်ဖက်ညီစွာနဲ့စုံတွဲပုံလေးတွေကိုချပြနေတာဖြစ်ပါတယ်။တရုတ်ဆောင်တန်နာဘုကခင်မောင်းလောင်းနဲ့အတူမင်္ဂလာဝတ်ဆောင်တွင်နေ ရန်ကုန်မြို့ရဲ့အလားပါတွေကိုမြင်နိုင်တဲ့ route တော်တစ်ခုပေါ်မှာမင်္ဂလာဓာတ်ပုံတွေကိုရိုက်ကူးနေတာဖြစ်ပါတယ်။မင်္ဂလာဝိဆုံတွေနဲ့အလားပါတရားတွေထင်ဟအောင်ချစ်စရာဓာတ်ပုံတွေကိုရိုက်ကူးနေကြတဲ့သူတို့ဆောင်တွဲလေးရဲ့အပြုံးတွေကတော့ true love ဆိုတဲ့စကားလုံးကိုခံစားရအောင်ပြသနေပါတယ်။တန်နာဘိုးရဲ့အေးမြတဲ့အပြုံးနဲ့ကောင်းပြည့်ရဲ့တစ္ဆာအပြည့်နဲ့ကြည်လင်မြင်သာတဲ့မျက်လုံးတွေဟာသူတို့အချစ်ကတသက်တာတတ်မှုရှိနေပြီဆိုတာကိုပြသနေပါတယ်။ တကယ်တော့အရန်ကြီးကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးမပြုလုပ်ဘူးဆိုတာကကောင်းပြည့်နဲ့တနာဘူလို့ရဲ့ကိုပိုင်ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်နှစ်ယောက်သားကတော့၁၀နှစ်ကျော်ကြာအောင်တစ္ဆာရှိရှိချစ်ခဲ့ကြတာဖြစ်တဲ့အတွက်လေးစားစရာကောင်းပါတယ်။ချစ်သူတက်တန်၁၀နှစ်ကျော်ကြာတာတောင်မှအိမ်မာရင်ဆုံးကျွေးမင်္ဂလာပွဲအချင်းချင်းကျင်းပခဲ့ကြတယ်။ကောင်းပြည့်နဲ့တနာဘူလို့အတွက်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။လိုက်ဖက်ညီလွန်းလာတဲ့ကောင်းပြည့်နဲ့တနာဘူတို့ရဲ့ ဓာတ်ပုံလေးတွေကိုလည်းပြည်သက်တွေအတွက်အခုလိုပဲတင်ဆက်ပေးလိုက်ရပါရဲ့ရှင်